ပြောစရာတခုရှိတယ်။ဘာလဲဆိုလာလာမေးထားတဲ့မေးခွန်းဗျ။ဘာမေးခွန်းမေးထားတာလဲဆိုတော့ဒီဒေါ်အောင်ဆန်းစုကြည်လက်ထက်ပယ်ပြတ်ခဲ့တဲ့ဥပဒေ9ခုပေါ့နော်။ဘာတွေလဲဆိုပြီးလာပြောထားတာရှိတော့။နော်။အဲအဲ့ဒါလေးကို NLD လက်ထက်မှာပေါ့နော်။ဒါကနိုင်ငံအတွက်အရင်အရေးကြီးတဲ့လုံခြုံရေးဥပဒေ9ခုလို့လည်းခေါ်ရတာ။ပထမဆုံးဥပဒေတွေကနိုင်ငံတော်ကိုနှောက်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှာကာကွယ်စောင့်ရှောက်ရေးဥပဒေ။အဲ့ဒီဥပဒေကိုပယ်ဖျက်တာ သူကျွန်တော်အထင်တော့ဘာဖြစ်လို့ဒေါအောင်ဆန်းစုကြည်ကဒီဥပဒေကိုပယ်ဖျက်ကြတာလဲဆိုသူကဥပဒေနာမည်အရနိုင်ငံတော်ကိုနှောက်ယှက်ဖျက်ဆီးလိုသူများကြီးဘေးရနေမှာကာကွယ်ဆောက်ရှောက်ရေးဥပဒေလေနိုင်ငံတော်ရှစ်ဆက်သွားမဲ့လမ်းကြောင်းတစ်ခုမှာအနှောက်ယှက်ဖြစ်လာပြီဖျက်ဆီးပြီဆိုလို့ချင်းဒီဥပဒေနဲ့အရေးယူမဲ့ဟိုအဆန့်ဖြစ်တယ်ပေါ့အနှစ်သာရဖြစ်တဲ့ခါကျတော့ကျတို့ဒီတက်မတော်က1990မှာရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးပြောတဲ့အချိန်ပေါ့ မကျင်းပခင်ကတည်းက1989ခုလောက်တည်းကကိုသတင်းစာရှင်းလင်းပွဲတွေထက်ခါထက်ခါလုပ်ပြီးတော့60ကျောင်းရွေးကောက်ပွဲကျင်းပမယ်။အဲနိုင်တဲ့သူတွေကနော်ဟိုဖွဲ့စည်းပုံရေးဖို့တာဝန်ယူရမယ်။အာဏာမရဘူးဆိုပြီးတော့ပြောခဲ့တာရှိတယ်။အဲ့ဒီကကြတော့အဲ့ဒီအချိန်မှာပြဿနာတွေတက်ကြတယ်ဗျ။အာဏာဘာဖြစ်လို့မပေးရမှာလဲ။ပေးရမယ်။အဲ့မှာနောက်ဆုံး1990လဲအနိုင်လဲရလဲရခေါ့။ အမအာနာမပြီးတော့တော်တော်ဘာဖြစ်လဲ1990မှာဒေါက်တာစိန်ဝင်းအစိုးရလေ NCGU ထွက်ပြီးတော့တော်ဟိုလာကြတာအဲ့ဒီမှာအဲ့ဒီ1990တောင်ဆန်းစုကြည်တို့ကိုအဲ့ဒီလိုတကယ်ကိုဒုက္ခပေးတဲ့လူတွေကိုဇူလိုင်လ20ရက်နေ့မှာ1989ခုနှစ်ဇူလိုင်လ20ရက်နေ့မှာအဲ့ဒီအချိန်ကဒေါက်တာဆန်းစုကြည်ကအဲအတွင်းရေးမှုဖြစ်နေပြီနော်ဒီအမျိုးသားဒီမိုကရေစီအချုပ်ဥက္ကဋ္ဌနဲ့ဒီအတွင်းရေးမှုကို အဲ့ဒီဥပဒေနဲ့အရေးယူလိုက်တာအဲ့ဒီနိုင်ငံတော်ကိုနှောက်ယှက်ဖျက်ဆီးလိုသူများကြီးဘေးရန်နေရာမှာကာဝယ်စောက်ရှောက်ရေးဥပဒေနဲ့သူကအရေးယူလိုက်တယ်1989ခုနှစ်ဇူလိုင်လ20မှာသူအဲ့မှာသူမှတ်ထားမှာဗောသိတယ်မလားငါ့ကိုဖမ်းတာဒီဥပဒေကြီးကြောင့်ဖမ်းတာငါတို့လိုနိုင်ငံရေးသမားတွေကို88ကျောင်းသားတွေကိုဒီဥပဒေနဲ့ဖမ်းတာဆိုတော့အမုန်းတရားရှိပါလိမ့်မယ်ပြီးတော့သူတို့ရှေ့ဆက်သွားမဲ့လမ်းကြောင်းမှာလည်းပဲဒီဥပဒေတွေရှိနေလို့ရှိရင်အဆင်ပြေပါမဟုတ်ဘူးလေအဲ့တော့ နောက်ဆက်တယ်ဆိုရင်ပြဿနာတက်မှာဆိုလို့အဲ့ဒီဥပဒေကိုသူပယ်ဖျက်လိုက်တာဒီဇိုင်းမှာရှိတယ်နောက်ထပ်ဥပဒေတစ်ခုကကျတော့အမျိုးဆက်အမျိုးဆက်ပြည့်ရင်းချင်းမှာဖယ်ရှားသည့်ဥပဒေဖယ်ရှားသည့်ဥပဒေကိုပြင်ဆင်တဲ့ဥပဒေလို့ခေါ်တယ်အဲ့ဒီဥပဒေကိုပယ်ဖျက်လိုက်တယ်ဗျအဲ့တော့အဲ့တော့အမျိုးဆက်ပြည့်တယ်ဆိုတော့သွင်းနှောတယ်ပေါ့ဗျာသွင်းနှောတဲ့ကိစ္စအဲ့တော့မြန်မာနိုင်ငံလေးကိုကျတော့ဘင်္ဂလီလူမျိုးတွေခေါ်သွင်းဖို့အစီအစဉ်သူ့ရှိမှာရှိထားတဲ့ခါကျတော့ ရဲဟိုဒီလိုလူမျိုးကြတွေရောက်လာရင်အဖြစ်လဲသွေးတွေနှောမယ်နော်အဲသွေးတွေနှောဒီဥပဒေနဲ့တွန်းကြီးမယ်ယူကျင်တိုင်းယူလို့မရဘူးနော်အဲအဲ့ခါကျတော့မြန်မာလူမျိုးတွေကိုလူမျိုးကြတွေနဲ့ယူစေခြင်းပြီးတော့လူမျိုးရိုဟင်ဂျာတွေများများမွေးဖွားစေခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒီဥပဒေကိုပယ်ဖျက်လိုက်တဲ့သဘောမှရှိတယ်ဗျနော်နောက်တဲ့ဥပဒေတစ်ခုကတော့အဲဇင်းဥပဒေဗျ အဲ့ဒီဥပဒေလေဒါလည်း तू လောက်ခဲ့တဲ့အလုပ်တွေပေါ်မှာစဉ်းစားကြည့်လို့ရှိရင်နော် तू ကဒီမှာပြီးတော့မှချိတ်ဆက်ပြီးဆက်ပြောရမယ်အဲ့တော့မြန်မာနိုင်ငံထဲကိုဝင်လာတဲ့သူမှန်တယ်များကအဲ့စင်းတိုင်စရာမလိုတော့ဘူးဆိုတော့လုံခြုံရေးကမကောင်းတော့ဘူးလေလုံခြုံရေးဆိုတာမရှိတော့ရက်ကွက်တဲ့ဘသူလာလို့လာမှမသိဘူးဘာတွေလုံးလို့ဘာကောင်းလို့လာလို့လာမှမသိဘူးဘယ်နေရလာလို့လာမှမသိဘူးဆိုတော့ဘာဖြစ်လဲလို့လက်လက်ဖြစ်သွားဥဒဟုသွားလို့ရတယ် နော်တန်တန်တာဟိုဘယ်လိုခေါ်မလဲဖားအိမ်လိုဖြစ်နေမယ်အဲအဲ့ဒီလို तू ကလိုးလက်လက်ဖြစ်စေတင်တယ်ကျွန်တော်ရှေ့ကပြောခဲ့ပါတယ်နော်မနေ့ကကျွန်တော်ပြောခဲ့တယ်63လုံးသဘောတရားမှတ်မိလား63လုံးဆိုတဲ့သဘောတရားဒီဥပဒေပေါင်းထဲမှာမနေဘူးလွတ်လွတ်လပ်လပ်ပြန်တန်းကျင်တယ်ဟိုသူတို့တွေရဲ့တာမန်လူတွေရဲ့စီးတွေပေါင်းတွေကနေလွတ်လပ်ပြီးတော့စိတ်တိုင်းကြမိမိစိတ်တိုင်းကြ human rights ဆိုပြီးတော့ သွားစီချင်းနဲ့63လုံးရွေချက်မနေ့ကကျွန်တော်ပြောပါတာအဲ့တော့ဒီမှာလေးဒီဥပဒေ9ခုကိုပယ်ဖျက်လိုက်ခြင်းအပြင် तू လှုပ်လှက်လှုပ်ခွင့်ရှိတယ် तू လိုချင်တဲ့လူလူမျိုးတွေမျိုးလူမဲတွေတွင်းရေးအဲ့ဒီလူတွေမြန်မာပြည်ထဲမှာလှုပ်လှက်နေစေရေးအဲစင်းမတိုင်ရရေးမြန်မာပြည်ထဲမှာဗမာတွေနဲ့တွင်းနှောရေးဒါသူတို့စိတ်တန်းကြကိစ္စရက်တွေအတွက်ကိုလလုံးစဲမှာအဲစင်းဥပဒေပယ်ဖျက်သွားတယ်အဲ့တော့နောက်တစ်ခုထက်ကြည့်ရအရေးပေါ်စီမံမှုဥပဒေပယ်ဖျက်လိုက် အဲဒီဥပဒေထဲမှာဒီဥပဒေကိုသူကပြဋ္ဌာန်းခဲ့တာ1950တုန်းကပြဋ္ဌာန်းခဲ့တာဗျ1950ဆိုတော့ကျွန်တော်လွတ်လပ်ရေးရပြီးွားပြီလွတ်လပ်ရေးရပြီးွားပြီကျွန်တော်တို့ဟိုဥနုနဲ့ဆက်ရွှေတိုက်ကြီးခဲ့ဗျနော်အဲ့တော့50မှာပြဋ္ဌာန်းခဲ့တာအဲ့တော့အဲ့ဒီဥပဒေရဆိုလို့ရှိရင်ဒီထောင်နဲ့ခုနှစ်ကနေပြီးတော့ တသက်တကြုံထီကိုချမှတ်နိုင်နေဗျအရေးပေါ်စီမံမှုဥပဒေရအဲဒါကတော့ကျွန်တော်တိတ်နာမလဲဘူးနော်ဒါတော့ဒီဒီဟာနဲ့ပတ်သက်တော့ကျွန်တော်တိတ်နာမလဲဘူးနောက်တဲ့ဥပဒေတစ်ခုကနံပါတ်5ဥပဒေနေကြားစောက်စစ်ဆေးရေးဥပဒေအဲသူက तू 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 သူ့အမျိုးတွေခေါ်သွင်းမယ်ဆိုတော့နေကြားမှာအဆောင်ချက်ရှိရင်ခေါ်သွင်းလို့မရဘူးလေဒါကအကြမ်းမင်းအဖြစ်ဒီလိုသတ်မှတ်လို့ရတာပဲနော်နောက်နံပါတ်6နောက်ရောက်ခံစောင့်ကြည့်ရေးဥပဒေ ဒါလည်း तू လှုပ်သမျှကိုဘယ်သူမှ share လို့ like လို့မရအောင်ဖြတ်လိုက်တဲ့သဘောမှရှိတယ်။အဲနောက်ဆုံးတစ်ခုကတော့မူဝင်စေဝါနေစိတ်ကိုပြောင်းလဲစေတဲ့သောစေဝါမဆိုင်ရာဥပဒေ။နော်အဲအဲ့ဒါအဲ့ဒီအရေးကြီးတဲ့ဥပဒေ9ခုကိုပယ်ဖြတ်လိုက်ပါတယ်ဒေါအောင်စန်းစုကြည်ကနော်ဘယ်လိုပဲဖြစ်တော့တေချာစဉ်းစားကြည့်ရင်သူဒီ63လုံးဆိုတာကိုကျွန်တော်တို့တေချာစဉ်းစားစဉ်းစားစဉ်းစားလေ63လုံးရဲ့အယူဝါဒနဲ့နော် လဲအတိကျတော့ကြလေပါတယ်၆တုံးလုံးဆိုဒီမှာ ခရစ်ယာန်လဝါကတိုင်ပြောင်းမယ်လဝါကတိုင်ကိုကိုယ်ဝဲတာဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့စာတန်ခေါ်ကျွန်တော်တို့ကစီတန်လို့ပဲသုံးတာဗမာလိုဆိုတော့သူ့ရဲ့ကျမ်းစာထဲမှာစာတန်လို့ခေါ်တယ်စာတန်ကိုယ်ဝဲတဲ့သူတွေကလဝါကတိုင်ကိုပြောင်းမယ်ကိုယ်ဝဲတာဗျာလုံးမြောက်ရလမ်းကြောင်းသွားတယ်သူတို့စိတ်တိုင်းကြလုံးမယ်သူ तू လို့ဒေါ်စုလို့ဝါတဲ့ကိစ္စတွေအကုန်လုံးရတယ်အဲ့ဒီလမ်းကြောင်းပါပါကြီးပဲအကုန်လုံးမြင်နေရတယ် တို့ရတဲ့ data မှန်သမျှလည်း Hillary Clinton နဲ့ဒေါ်စုနဲ့ပေါင်းပြီးတော့မြန်မာပြည်ဖျက်ဆီးဖို့စေတံပဲမယ်ဆိုတဲ့ data တွေကလည်း Trump ရလည်းရသားပြီးသားဖြစ်တဲ့ကျွန်တော်သူလောက်ရတဲ့နေအကုန်လုံးကတစ်ထက်တည်းသွားကြတယ်ဒါမနဲ့ကစေတံအကြောင်းနားထောင်နေသူတွေပဲသိမှာပါနော်နောက်လူတွေသိမှာမဟုတ်ပါဘူး